နာဆာကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ရုရှားနဲ့ဘယ်လာရုစ်ခီးစဉ်အပြီးမှာပဲတရုတ်ထူးကိုယ်စားလှယ်မစ္စတာတန်ရှူကျင်းဟာမြန်မာနိုင်ငံကိုရောက်ရှိလာခဲ့ပါတယ်။အဲဒီနောက်2025ခုနှစ်မတ်လ10ရက်မှာနာဆာကရဲ့ဒူးဝင်ကြီးချုပ်နဲ့နိုင်ငံသားရေးဝင်ကြီးဖြစ်သူဦးတန်းဆွေနဲ့တွေ့ဆုံခဲ့ပါတယ်။အဲဒီလိုတွေ့ဆုံစဉ်မြန်မာတရုတ်နယ်စပ်ဒေသတခြားငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုပုံပုံမြင့်တင်ဖို့အတွက်ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရည်ပြည်တွင်းငြိမ်းချမ်းရေးနဲ့အမျိုးသားပြည်လည်တည်မြဲရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးနောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေကိုဆွေးနွေးကြကြောင်းသိရပါတယ်။ အဲ့ဒီပြင်မြန်မာနိုင်ငံအတွင်းရေရှည်တည်တံ့ခိုင်မာတဲ့ညဉ့်ဉန်ရေးနဲ့ပြည်သူတွေရဲ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းအားထုတ်မှုတွေမှာတရုတ်နိုင်ငံကအပြုသဘောဆက်လက်ကူညီဆောင်ရွက်ပေးသွားမယ့်ကိစ္စရပ်တွေ၊နေဆက်ဒေသမှာတိုးမြင့်လာလျက်ရှိတဲ့ online လောင်းကစားနဲ့လိမ်လည်မှုကွန်ရက်တွေပူးပေါင်းတိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံရှိသက်ဆိုင်ရာအဖွဲ့အစည်းတွေအကြားပူးပေါင်းဆောင်ရွက်မှုမြင့်တင်ရေးတို့ကိုလည်းဆွေးနွေးခဲ့ကြတယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။နောက်ဆက်ကဥက္ကဋ္ဌပို့ချုပ်မှုကြီးမင်းအောင်လှိုင်ဟာရုရှားသမ္မတပူတင်နဲ့ဘယ်လာရုစ်သမ္မတလူကာရှန်ကိုတို့ရဲ့ဖိတ်ကြားချက်အရအဲ့ဒီနိုင်ငံတွေကိုတရားဝင်ချစ်ကြည်ရေးခီးစဉ်အဖြစ်မလ3ရက်မှ9ရက်အထိတွားရောက်ခဲ့ပါတယ်။အဲ့ဒီနောက်မလ9ရက်မှာမြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာပြီးတဲ့နောက်မလ10ရက်မှာတရုတ်ထူးကုဆလဲမစ္စတာတင်ရှိကျွင်းမြန်မာနိုင်ငံကိုရောက်ရှိလာတာဖြစ်ပါတယ်။ ဆက်ကဟာမြန်မာနိုင်ငံမှာရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာဒါမှမဟုတ်2026ခုနှစ်ဇန်နဝါရီလမှာကျင်းပသွားဖို့စီစဉ်ထားတယ်လို့တမရလူကာရှန်ကိုနဲ့ပူတွဲသတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပြောကြားခဲ့ပါတယ်။